အားလုံးပဲမင်္ဂလာပါခင်ဗျာ APR ခင်ဗျာမာ YouTube channel ကနေကြံလေးကြိုဆိုလိုက်ပါတယ် မင်းအွန်လိုင်းကိုထိတ်တိထိတ်တိအစီအဝေးတို့ဖိတ်ကြားခဲ့တဲ့ထိုင်းနယ်ဗက်စတန်အဖွဲ့ဝင်နိုင်ငံများအလုံးစစ်အုပ်စုရဲ့ရန်စွဲမှုများမှာကြံရပါပတ်သက်နေတယ်လို့ Justice for Myanmar ကထုတ်ပြန်လေဆိုတဲ့သတင်းကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်ကောင်စောင်းမင်းအွန်လိုင်းကိုဗက်စတန်အစီအဝေးတို့တက်ရောက်ခွင့်ပြုခဲ့တဲ့ထိုင်းနိုင်ငံနဲ့ဗက်စတန်အဖွဲ့ဝင်နိုင်ငံများ၏ဆုံးဖြတ်ချက်အပေါ်ကန့်ကွက်ခြုံချကြောင်းလူအခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar JFN ကမနေ့ညကသတင်းထုတ်ပြန်လိုက်ပါတယ် အဲ့ဒီပြင်ထိန်သီရိလင်ကအိန္ဒိယနိုင်ငံများနဲ့အတူဗင်စတက်အဖွဲ့ဝင်နိုင်ငံများဟာမြန်မာစစ်တပ်တော်လက်နဲ့စစ်ဆက်ပစ္စည်းနဲ့ငွေကြေးထောက်ပံ့မှုများအပြင်စစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုများမှာပါဝင်ပတ်သက်နေကြောင်း JFN ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်မြန်မာပြည်အတွင်းအင်အားပြည့်ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးသွားတဲ့အဆောက်အဦများအောက်မှာရုပ်အလောင်းများစွာကျန်ရှိနေသေးပြီးတိမ်ပြေအကြီးအကျယ်ပျက်စီးနေချိန်မှာစစ်ကောင်းဆောင်မဲအောင်လင်က Best Day ထိပ်သီးအစီအဝေးတော့ တဲ့ရောက်ခေချန်လေးဖြစ်ပါတယ်။ဆေအိုဆူဟာဆေအိုဆူဟာမင်းရင်တန်တဲ့ပြည်သူများလူသားချင်းစာနာထောက်ထားမှုအကူအညီများနဲ့ကေဆေးလုပ်ငန်းများကိုပိတ်ပင်တားမြစ်ခဲ့တဲ့ပြင်မလီယံဖေးတဲ့ဒေသများအပါအဝင်နေရာအများပြားကိုလည်းလေကြောင်းတိုက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်နေကြတယ်လို့ Justice for Myanmar ကဆိုပါတယ်။ Bestin ဟာ2022ခုနှစ်မှာမြန်မာဆေအိုဆူဟာရာဇဝတ်မှုဆိုင်ရာအပြန်အလှန်ဥပဒေအကူအညီပေးရေး Bestin သဘောတူညီချက်မှာလက်မှတ်ရေးထိုးခွင့်ပြုခဲ့ပါတယ်။ရန်သဘောတူညီချက်ဟာလူ ူပုဂ္ဂိုလ်များအဥတီရှာပွေခြင်းနဲ့မိသူမိဝါသတ်မှတ်ခြင်းတရင်အချက်လက်မျှဝေခြင်းရှာပွေဖန်ဆီးခြင်းအဖမ်းခံရသူများအားတည်တည်ခံရရှိစေရန်သို့မဟုတ်စုံစမ်းစစ်ဆေးမှုစစ်ဆေးမှုတွေမှာအခုညရရှိစေရန်တို့အတွဲဒေသတွင်ပူးပေါင်းဆောင်ရွက်မှုကိုလွယ်ကူစေရန်ဖြစ်တယ်လို့ GFN ကဆိုပါတယ်ရှင်ဟာစစ်အုပ်စုအားထွန်းလိုက်တရင်အချက်လက်များနဲ့စစ်ဘက်ရေးဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများရရှိစေရန်အလွန်အမင်းအထောက်အကူပြုနေစေခဲ့ပြီးတပြိုင်တည်းမှာစစ်အုပ်စုနဲ့စစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူရခြင်းအနည်းမရှိဆက်လက်ကျူးလွန်နေမှုများပေါ်မှားယွင်းသောနိုင်ငံရေးတရားတရားဝင်မှုပေးအပ်ကဖုံးကွယ်ပေးခြင်းလေးဖြစ်တယ်လို့ GFM ကဆိုပါတယ်။ Bank State ထိပ်သီးအသေးဝင်အစီအဝေးမှာမင်းအွန်လိုင်းကိုတက်ရောက်ခွင့်ပြုတဲ့ဆုံးဖြတ်ချက်ကိုကျမတို့ပြည့်ပြည့်ထန်ထန်ချုံချပါတယ်။ရိုင်းဂျာတွေအပေါ်လူမျိုးတုံးတက်ဖြတ်မှုအပါအဝင်တွေရာဇဝတ်မှုကြီးမှုတွေလွန်စွာကျူးလွန်နေတဲ့ အတွေ့ရတာဝန်ရှိတဲ့စစ်ရာဇဝတ်ကောင်တူကို best နဲ့ထိုင်းဆိုရကလက်ခံကြိုဆိုတာဟာဝန်နေဖွဲ့ကောင်းပါနေဒီလိုကြိုဆိုမှုကမြန်မာပြည်သူတွေကို၄နှစ်ကြိုကြာခုခံစစ်ဆန့်ကျင်နေတဲ့စစ်အုပ်စုကိုတရားဝင်မှုပေးအပ်လိုက်တာဖြစ်ပြီးသူတို့ကိုပုံမရှင်းတင်လာစေမှာဖြစ်ပါလေလို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမရတနာမောင်ကပြောဆိုလိုက်ပါတယ်။ဒါအပြင်ထိုင်းအပါဝင် best အဖွဲ့ဝင်နိုင်ငံများဟာမြန်မာစစ်တပ်၏နိုင်ငံတကာရာဇဝတ်မှုမှာအပ္ပါလောက်ရမြပြန်ကြံရပါ တ်သက်နေတယ်လို့ JFN ကအတည်လင်းထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီများဟာ2023ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်းမြန်မာနိုင်ငံသို့အမေရိကန်ဒေါ်လာ200 120အန်တန်ဖို့ရှိစစ်စစ်လက်နဲ့စစ်ဆက်ပစ္စည်းတွေကိုရောင်းချပေးပို့ခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်အစိုးရကစားကထုတ်ပြန်ခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့အများပိုင်ကုမ္ပဏီကြီးဖြစ်တဲ့ PDD Explosion and Protection Public Company Limited PTTEP သည်မြန်မာနိုင်ငံတွင်အရေးပါသောကမ်းလွန်သဘောတန်ခွေစီမံခန့်များကိုလုတ်ခိန်နေပြီးသဘောတန်ခွေများရောင်းချမှုမှတစဉ်စစ်အုပ်စုအားနိုင်ငံခြားဝင်ငွေများချဖွေပေးလျက်ရှိပါသည်။ချင်းလုတ်ရက်တွေကိုရင်းလုတ်ရက်တွေကထိုင်အစိုးရဟာ ထိန်ဆိုရအားစစ်အုပ်စုရဲ့ရာစစ်ရာဇဝဲမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝဲမှုတွေမှာတရိပ်ကျင်ရပါပတ်သက်စေခဲ့ပါတယ်အိန္ဒိယဟာရုရှားတရုတ်တို့နဲ့အပြင်မြန်မာစစ်အုပ်စုထံစစ်လက်နက်နဲ့စစ်ပစ္စည်းများပစ္စည်းများအအဓိကရောင်းချထောက်မှတ်နေတဲ့နိုင်ငံတခုဖြစ်ပါတယ်ရှားချီထားတဲ့ကုန်တွေကုန်ထုတ်မှတ်တမ်းများအပေါ်မူအခြေခံ၍အိန္ဒိယနိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီများမှမြန်မာစစ်အုပ်စုထံစစ်လက်နက်ရောင်းချပေးဖို့နေခြင်းများရွတ်ကျသွားခြင်းမရှိဘဲစစ်လက်ပေးဖို့နေကြောင်းကို Justice Fund မြန်မာကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်2025ခု နှစ်ဇန်နဝါရီလမှာ PEL ဟာရေချောင်းထွက်လန့်အရေးတွင်အုံပြုတဲ့ electorate of literal of the case sanje ye thalan ye snit de khu ko sit de myama sit de ye pc yang we nyang ja yin mu usi thana do tin bo khe bi yin tin bo mu ma dai mi 2024 khu ne ma le myama sit de than kong pc mya swa tin bo khe de lo so ba de da bian pl ha 2024 khu ne atwin antenna mya telescope tain mya kevel asi asi mya dan a thapan ye snit mya ne a myo myo do electronic and electron မက်ကနစ်ပစ္စည်းများကိုစနစ်များကိုမြန်မာနိုင်ငံသို့တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။အိန္ဒိယနိုင်ငံဟာမြန်မာပြည်တွင်လက်နက်ထုတ်လုပ်ရေးစစ်ရုံများမှာစစ်ဘေးဆိုင်ရာဝန်ထမ်းများအား2024ခုနှစ်မှာအထရာဒရစ်မြို့အိန္ဒိယန် Army Educational Craft Training College and Center မှာ၎င်း2022ခုနှစ်မှာ Hyderabad မြို့ရှိ Indian Military College of Electronics and Mechanical Engineering မှာ၎င်းလက်ကျင့်သင်တန်းတွေပေးကြ ပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင် Justice Form မြန်မာကရရှိထားတဲ့ကုံသွေးကုံထုတ်မှတ်တမ်းများအရာတိရိလင်္ကာနိုင်ငံဟာလည်းလေကြောင်း electronic ပြစနစ်ပြတာမှုစနစ်တခုပါဝင်လေရင်ဘဏ်ကနဲ့ဒလန်များအခြားလေရင်အစိပ်ပိများနဲ့ခြေနံစီများကိုမြန်မာနိုင်ငံတို့2024ခုနှစ်မှာတင်ပို့ရောင်းချထားပါတယ်လူမျိုးတုံတပ်ဖွဲ့မှုနဲ့လူသားမျိုးနွယ်အပေါ်စစ်ရာဇဝတ်မှုကျူးလွန်မှုတွေစုံစမ်းစစ်ဆေးခြင်းခံရတဲ့မြန်မာစစ်ကောင်ဆောင်ကို Bandstead ထိပ်သီးအစီအွေတို့တက်ရောက်စေခဲ့တဲ့ တချိန်တည်းတွင်ပင်မြန်မာစစ်အုပ်စုကိုနှစ်ချေလများစစ်လက်နှင့်ဆက်ဆက်ပစ္စည်းများနဲ့ငွေကြေးများထပ်ပံပေးလျက်ရှိတဲ့ဒေတာတွင်အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Benston နဲ့အဖွဲ့ဝင်နိုင်ငံများဟာမြန်မာစစ်တပ်ကျူးလွန်နေတဲ့နိုင်ငံတကာရန်စွဲမှုတွေမှာချင်ရပါပတ်သက်နေတယ်ဆိုတာပို၍သိတာမြင်တာရှိလာစေခဲ့တယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့ ်မိဖပြည်သူညီကောင်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့မိဖပြည်သူများအားလုံးဘေးကင်းကြပါကြပါစေကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလှုပ်သွားပေးကြပါဦးခင်ဗျာ